လောက်အားကားဆိုတာဟာအလုတ်ရှင်အတွက်အလုတ်လုတ်ပေးရမှ အလုတ်ရှင်မှပေးအပ်သောငွေကြေးဖြစ်ပါတယ်။နိုင်စားနေစားလစားအထည်ကောက်ဒါစင်စားလောက်ကင်ခြင်းတွေကြောင့်အလုတ်ရှင်မှလောက်အားကားအစားဆန်ဟင်းသီးဟင်းရွက်နဲ့အဝတ်အစားများကိုပေးလို့မရပါအလုတ်သမားတွေအနေနဲ့အနိုင်ဆုံးလောက်အားကနဲ့တူညီတဲ့သို့မဟုတ်နဲသောသူများအတွက်တွက်ချက်ပုံမှာအနိုင်ဆုံးလောက်အားကအစား၈နာရီညမျှခြင်း၁နာရီအတွက်လောက်အားကပါ ဥပမာပြောရမယ်ဆိုရင်2018ခုနှစ်မှာမဲဆောက်မှာသတ်မှတ်ထားတဲ့အနိုင်ဆုံးလုံအားကဟာတနေ့မှာ148ဘက်ဖြစ်ပေမဲ့အလုတ်ရှင်ကအလုတ်သမားတွေကိုတနေ့ကို120ပတ်သာပေးခဲ့ပါတယ်။ဒါကြောင့်မလို့တနာယီလုံအားခဟာ148ဘတ်အစား7နာရီဆိုရင်တနာယီကို78ဘတ်ကျမှာပါ။လကစားအလုတ်သမားများရဲ့တနာယီလုံအားခမှာရရှိသောလစားအစား30ရက် အစား၈နာရီညမြခြင်း၁နာရီလိုအားခပါ ဥပမာအနေနဲ့ရှမ်းအမျိုးသမီးနန်းထောင်းဟာစက်ယုံချုပ်တစ်ခုမှာအလုပ်လုပ်ရတလကိုလုံအားခ9100ပဲရရှိပါတယ်သူရဲ့တနာရီအတွက်လုံအားခကို တွက်မယ်ဆိုရင်9100ဘက်အစား30ရက်အစား8နာရီဆိုရင် သူ့ရဲ့တနာရီလုံအားခက21.25ဘက်ရရှိမှာပဲဖြစ်ပါတယ်ရှင် ရွှေ့ပြောင်းအလုတ်သမားတွေအနေနဲ့အလုတ်ချိန်ကို အတိအကျမသိပါကလွယ်ကူစွာမှတ်သားထားရမယ့်အချက်ကတော့တနေ့မှာအလုတ်ချိန်၈နာရီကျော်သွားရင်ကျော်သွားတဲ့အချိန်အတွက်ဟာ OT ချိန်ဖြစ်ပြီးလှုပ်အားခလေရရှိမှာပဲဖြစ်ပါတယ်။အကယ်၍အလုတ်ရှင်မှတာမန်အလုတ်စင်းချိန်ထက်စောပြီးအလုတ်စင်းစေတာဒါမှမဟုတ် တာမန်အလုံနာချိန်ထက်နောက်ကျစွာ အလုံနာစီတာကြောင့်အလုံသမားတွေအနေနဲ့တာမန်အလုံဆင်းရဲအတွင်းအချိန်ပိုလှုပ်အားခတနာရီကိုတာမန်အလုံချိန်တနာရီထက်တဆခွေရရှိမှာပဲဖြစ်ပါတယ်အလုတ်ပိရဲ့ OTG ကတော့အလုတ်ပိရဲ့အတွင်အလုတ်ရှင်မခိုင်းစီရွေးတော်လကောင်းအလုတ်သမားကိုအလုတ်လုတ်ကိုင်းစီခြင်းဖြင့်တော်လကောင်း OTG ဟာတနာဤလုံအားကရဲ့သုံးစားရရှိမှာပဲဖြစ်ပါတယ်အလုတ်ပိရဲ့အမျိုးအစားများကိုကြီးညာပေးပါမယ်အပတ်စဉ်အလုတ်ပိရဲ့ အလုတ်ရှင်မှအလုတ်နားရက်ကိုသတ်မှတ်၍ကြီးညာပေးရပါမယ်။တပတ်အတွင်းတရက်ထက်မနည်းသောအလုတ်နားရက်ရှိရပါမယ်။အလုတ်သမားတွေဟာအလုတ်ကို6ရက်ဇက်တိုက်ဆင်းပြီးလင် တရက်ကို အလုတ်နားခွင့်ရှိပါတယ်။ရိုးရာဓလိထုံတန်းစင်လာများအတွက်အလုတ်နားခြင်းအလုတ်ရှင်အနေနဲ့အလုတ်သမားတွေရိုးရာဓလိထုံတန်းစင်လာရက်တွေကိုသတ်မှတ်ပေးရပါမယ်။ဥပမာနှစ်တစ်ကူရက်၊ဗကြံရက်၊အလုတ်သမားနေ့၊တည်င်းကျွတ်၊ဘရင်မွေးနေ့ စတဲ့နေ့တွေအတွက်အလုတ်ပိတ်ရက်တစ်နှစ်ကို73ရက်ထပ်မင်းသတ်မှတ်ပေးရပါမယ်။အလုတ်ပိတ်ရက်အတွင်းလောက်အားကနဲ့ OTG တွက်ချက်ရာမှာကြုံတွေ့ရတဲ့ပြဿနာများဆက်ယုံတော်တော်များများမှအလုတ်သမားတွေဟာအလုတ်စင်းချိန်အလုတ်နားချိန်တိကျပြီးမဲ့ OT ချိန်မှာအလုတ်သမားတွေတရှိဖို့အတွက်ကြီးညာထားတာမျိုးတော့မရှိပါဘူး။အလုတ်သမားတအူးဟာအလုတ်ချိန်၈နာရီဆင်းပြီးတဲ့အခါ၉နာရီမြောက်တဲ့အလုတ်ချိန်ဟာ OT ချိန်ရဲ့ပထမဆုံးနာရီဖြစ်ပါတယ်။ ဥပမာ အလုတ်သမားဟာ အလုတ်ချိန်10နာရီပြည့်အောင် လုပ်တဲ့နေ့ဟာ OT 2နာရီဆင်းရတယ်လို့ယူဆရမှာပါ။တာမန်အလုတ်ဆင်းရမှာတနာရီအချိန်ပိုဆင်းရင် လုတ်အားခရဲ့တက်တသမား90စာအလုတ်ပိတ်ရမှာ OT တနာရီဆင်းရင်လုတ်အားခရဲ့3စာရရှိမှာပဲဖြစ်ပါတယ်။အလုတ်ရှင်ဟာအလုတ်ခွင်စည်းကမ်းတွေကိုသတ်မှတ်ပေးတာအလုတ်ပိတ်ရတွေမှာအလုတ်ပိတ်တဲ့အကြောင်းပြောပြရမှာဖြစ်ပါတယ်။ အလုတ်သမားတွေဟာအလုတ်6ရက်ဆင်းပြီး9ရက်နေ့မှာအပတ်စဉ်အလုတ်ပိတ်ရက်ဖြစ်တာကြောင့်လစာအလုတ်သမားတွေအတွက်အလုတ်ပိတ်ရက်မှာ အလုတ်ဆင်းရလဲလှုပ်အားကတစရရှိမှာပါနေစာအလုတ်သမားနဲ့ပုတ်ပြက်အလုတ်သမားတွေအတွက်အလုတ်ပိတ်ရမှာအလုတ်ဆင်းရရင်တာမန်လှုပ်အားကထက်လှုပ်အားကနှစ်ဆရရှိမှာပဲဖြစ်ပါတယ်။